ော်ကြီးစကန်းရယ်တိကက်ပလေးရယ်နှစ်စကန်းတင်းခဲ့ရယ်နှစ်ချက်မှပြည့်ခဲ့ရပါဘူးထိုးစစ်ကြီးကအလုံးအရင်နဲ့စစ်ကူပြစ်ကူနဲ့တိုက်တော့မရှိသေးတယ်ခေါင်းပေါ်ကိုလက်ကလေးလေးတင်းပြီးတော့မြင်တဲ့အတိုင်းမှာပဲနော်ဒီလိုမြင်ခွင့်မျိုးတွေအင်မတန်မှချစ်ပြီးရှိကြပါလေနော်ခွေးတောင်စားလို့ပေါ့ပေါ်ကြီးအားကိုးနဲ့ပြန်ပေးပါ ပြန်ပေးပါ တောင်းဆိုနေတော့ရောကျွန်တော်တို့ကပေးရမှာလား ားလုံးပဲမင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်လူခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့အစမော်ကီစကန်ရဲ့တိကက်ပလေးရဲ့စကန်တင်ခဲ့ရဲ့တစ်ချက်မှပြစ်ခဲ့ရပါဘူးစကန်တစ်ခုတင်လာပါတယ်ဝန်တာလိုက်တော့ ဒါတော့စကန်နှစ်ခုတိန်ခဲ့တယ်စခွေးတကောင်မှမဖြုတ်ခဲ့ရလို့ဝမ်းနေနေတယ်ကျွန်တော်တို့ရဲ့ညီနောင်လေးရှက်ချီနာဒီနာပြစ်တာပြလာကြတာတာတို့ဟာလို့ဒီလူကရေတော့ဘလောက်တော့ချီနူးဖို့ကောင်းတဲ့မြေခွင်းလေးဟာလို့

ကျွန်တော်ညီနောင်သွေးချင်းလေးတွေစားကောင်းခြင်းမစားရဘူးအိတ်ကောင်းခြင်း မအိတ်ရဘူးအနေဆင်းရဲအစားဆင်းရဲနဲ့ရုံးကန်ပြီးတော့ဒီခွေးအာနာယူစနက်ကိုဖြုတ်ချနေတဲ့အချိန်မှာရောင်ဝါဝါသူတွေလက်ပြလုံပါသေးလို့ကျွန်တော်ပြောချင်တယ်ဟက်တလောတိုက်ပွဲတွေပြင်းထန်နေတဲ့နောင်ချိုမျိုးကိုစစ်ကောင်စီထံပြန်ပေးမှာမဟုတ်ဘူးလို့တောင်းအမျိုးသားလူမျိုးရေးတက်မတော့ TNL ပြောရေးဆိုဝင်ရှိသူရွေးရည်ဦးကပြောဆိုလိုက်ပါတယ် နောက်ချိုးမျိုးကို TNLA ကစစ်ကောင်စီတန်းပြန်ပေးမယ်လို့သတင်းထွက်ပေါ်နေရရင်နဲ့ပတ်သက်ပြီးမေးမြန်းမှုပေါ့လက်ရှိအချိန်အထိကတော့ဒါကသတင်းထုတ်ရတာဖြစ်တယ်ကျမတို့ကတော့ဒီလိုမျိုးပြန်ပေးဖို့အစီအစဉ်တော့မရှိသေးဘူးဘဘကတော့ညွှန်ကြားတာတွေမရှိသေးဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကညင်းဆိုပါတယ်စစ်ကောင်စီတန်းနောက်ချိုးမျိုးအနီးရောက်လာပြီးတဲ့နောက် TNLA ကနောက်ချိုးမျိုးကိုစစ်ကောင်စီတန်းပြန်ပေးမယ်ဆိုပြီးစစ်ကောင်စီရဲ့ဝါရဖြန့် channel တွေနဲ့ဒေတာခံတွေကြား ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေဖန့်ချီခဲ့ပါတယ်။ဖက်ဒရယ်မှာနောင်ချိုမျိုးအနီးကကံကြီးကျွရတောင်ဘက်ကနေရာအနက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့လူရည်ဦးကပြောပါတယ်။နောင်ချိုမျိုးကိုစစ်ကောင်စီတပ်ကအေအား6000ခန့်အသုံးပြုဖိုးစစ်ဆင်နေတယ်လို့တနုပြည်သူလူမျိုးရေးတက်တော် DPLA ပြောရေးဆိုခွင့်ရှိသူကလည်းပြောဆိုထားပါရဲ့ရှင်။စဉ်းစားကြည့်ပါကျွန်တော်တို့တွေကအလကားရထားတာမဟုတ်ဘူးအသက်တွေချွေးတွေနဲ့ရင်းထားတာ။ခွေးတောင်းစားလို့ပေါ့ဖော်ကြီးအားကိုးနဲ့ပြန်ပေးပါပြန်ပေးပါတောင်းဆိုနေတော့ရောကျွန်တော်တို့က ပေးရမှာလား TNN အနေနဲ့လုံးဝပေးဖို့အတွက်မြစ်တာရက်ခံနေပါတယ်ဗျခမားတို့တွေဒီမအားလားကျင်ဆိုးနေညှိနှိုင်းလဲလို့ပြေလဲသွားလဲခမားတို့တွေကသူတို့လက်အောက်ကတော့သူတို့ရဲ့အဖိနှိတ်ခံမဲတော့အဲ့ဒါကိုသိစေချင်တာဒီသတင်းလေးကတော့ကျွန်တော်တို့ရဲ့အပကာမကြုတ်ကြီးရုရှားသွားရင်တုန်းမှာနော်ပြည်တွင်းမှာရှိတဲ့အဖအသားတွေကကျွန်တော် UGPDF TC ကိုအသေးတန်လှူနေတဲ့သတင်းလေးကျွန်တော်ဒီလိုကြည့်ရှုသွားကြမယ်။ကဲအဖအဖကတော့ ရစားသွားပြီးဥပြင်းမှာတော့အဲဟုတ်ပါဘူးရစားသွားပြီးတော့သွားလဲတော့ပေါ့နော်အဘသားတွေဒီမှာဖြစ်နေတဲ့ရုပ်လေးလေးကြည့်ပါဦးခေါင်းပေါ်လက်တင်ပြီးတော့နှခုပေါ်လက်တင်စဉ်းစားလိုက်ရင်ငါလေးရင်မောကုန်ကြပြီဒီမှာအဘသားတွေရုပ်ကိုကြည့်ပါအောင်လို့နော်ဒါလည်းဘောမတွေကတနေ့နေ့မဖြစ်တဲ့အာအေယဝတီမြေဦးတောက်လျှောက်စစ်တင်မောအုပ်ကြီးဘလို့ချီတက်လာတာလို့တောက်ဖြူကိုဘလို့မျိုးလန်ကြွားလာအေရလို့အဲစသဖြင့်ပါ ဒီ TNN နဲ့ကနောက်ဆုံးမှာအကုန်စုတ်သွားတာလို့အဓိကအဲ့ကောင်တွေမြောက်နေတာအခုထိလဲသူတို့ရဲ့သောစစ်တီးကအလုံးအရင်းနဲ့စစ်ကူပစ်ကူနဲ့တိုက်တုံးမရှိသေးဘူးနော်တနေ့တနေ့တိမ့်ကန်ထိလိုက်တဲ့စခန်းတွေဟိုနေကတိမ့်ကန်ထိဒီညာတိမ့်ကန်ထိအခုလည်းဖြစ်နေတဲ့ရုပ်တွေဒီဟိုမှာကြောင်ပုတ်ဆိုးမအယောက်ကကျွတ်ဆုပ်ရုပ်လိုပဲနော်တရင်းလေးကိုအရင်ချက်ပြဖတ်ပြမယ်ဟုတ်ကဲ့ NUG ရဲ့ MOD နော် MOD ကနေအခုတရင်းတင်လိုက်ပါပြီဒီတရင်းလေးကိုအရင်ဖတ်ပြပါမယ် တိုက်ပွဲသတင်းထုတ်ပြန်ချက်အကြမ်းဖက်စစ်ကောင်စီစစ်တုံးမှ22ဦးနှင့်လက်နက်အများပြားတင်ဆက်ရရှိ2025ခုနှစ်ဇွန်လ26ရက်နေ့အမှတ်နှစ်စစ်ဒေသဖွဲ့ GOCE ကုတ်ကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့်ပြည်ရင်မျိုးနားလွတ်မြောက်ရေးတပ်မတော် PNL တို့ပူးပေါင်း၍စစ်တောင်းမြဝန်စစ်တရေအဖြစ်ကြောင်ကြီးညွန့်နယ်အတွင်းရှိစစ်ကောင်စီတပ်များကိုဇွန်လ26ရက်နေ့ကတိုက်ခိုက်ခဲ့ပြီအားရရဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စီ စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ25တိုက်ရင်တောင်းခွန်တုံညာနှင့်အထူးကွန်မတိုတိုက်ရင်စပရင်ရော်ယာကော်လန်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုက်ရင်ရှစ်တိုက်ရင်ကိုတို့ပူပေါင်း၍တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်စစ်စင်ရေးအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်ခဏဦးထက်မင်းနဲ့တင်ဆုံးခဲ့ပြီးစစ်ကောင်စီတပ်မှအထူးကအများစွာဖြင့်ကစင့်ကလျားစုတ်ခွာထွက်ပြေးသွားခဲ့ကြသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိခဲ့ပြီးထို့ပြင်လက်နက်မျိုးစုံ28လက်နက်ခဲယမ်းများအထက်စစ်တုံးပစ္စည်းအများအများကိုလည်းတင်းစဲရရှိခဲ့ပြီးမဟာမိတ်ဘူပေါင်းတပ်ဖွဲ့များအနေဖြင့်ဖမ်းဆီးရမိတော့စစ်တုံးပန်းများကိုဒလီဘာကွန်ဖန်ရှင်းနဲ့အညီစနစ်ပြထိန်းတဲ့လာပြန်ပြီကွာဒီဂျင်နီဖာကွန်ဖန်ရှင်းတွေကတင်ထားကြောင်းအတိပေးထုတ်ပြန်အပ်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖြစ်ရုံချုပ်ကာကွယ်ရေးဝန်ကြီးဌာနမြို့သားညီညွတ်ရေးအစိုးရဆိုပြီးတော့ ိန်းဆဲရရှိတဲ့လက်နဲ့ပုံနေနဲ့အခုခေါင်းပေါ်ကိုလက်ကလေးလေးတင်းပြီးတော့မြင်တဲ့အတိုင်းပါပဲနော်ဒီလိုမြင်ခွင့်မျိုးတွေအင်မတန်မှချက်တည်ရှိတာပါလေနော်ဒီလက်ရှိတိုက်ပွဲမှာပါဝင်တဲ့အဖွဲ့ကိုလည်းကျွန်တော်တို့ထိုင်းရောက်ပြည်သူတွေနော်ကျွန်တော် Union Brand ရှင်းတဲ့မှာလည်းရှိတယ် BSC ရှင်းတဲ့မှာလည်းရှိတယ်နော်အများအားထောက်ပို့နေတဲ့အဖွဲ့တွေပဲဖြစ်ပါတယ်ဆောင်းရရှိတယ်ဗျာတို့သတင်းမျိုးတွေကြီးညာတာလေကျွန်တော်ဒီနေ့ အရင်ပြက်နေတာနော်ညအောင်က3နိုင်လောက်ပဲအိတ်ပြီးတော့တနေ့လုံးခီးထွားပြီးတော့လူကကာနေတာကာနေပေမဲ့တို့သတင်းမျိုးတွေ့တဲ့အချိန်မှာငေါက်ခဲနေတယ်ပဲဖန်ဖန်ဖြစ်သွားချက်ချင်းစောင်းအားရှိတယ်တို့သတင်းမျိုးတိတာဒါကြောင့်မို့လို့ပြောတာနော်ဘောမနေညံ့ညံ့ပြောလေကျွန်တော်တို့ညံ့ညံ့နိုင်ပြီနော်ဘောမတွေပြောလိုက်အာဘယ်နေရာမှာဘလို့ဖြစ်တာအထုစစ်ကူတွေပစ်ကူတွေအာစနိုက်ပါတွေထောက်တာတွေ ကျင်းနေပြီအဲ့ဒါဆိုစကမ်းတစ်ခုပဲနော်ကြော်စိုးဦးလို့စနိုက်ပါနဲ့ထောက်နေပြီဆိုရင်လှမ်းမကြီးနဲ့တေထားညမလေးဖြာခင်းထားလိုက်ပြီးတော့နော်ကျင်းနေတယ်နော်အဲ့တော့ဖြစ်လို့ပြောတာကျွန်တော်တို့ကဒီတော်နိုင်ရေးဟာလေကျွန်တော်တို့မနိုင်မှာကိုပူစရာမလိုတော့ဘူးဘာဖြစ်လို့ကျွန်တော်တို့လက်ထက်မှာတနတ်တရှိနေပြီနော်ဝင်ကြီးဌာနမထုတ်ပြန်တဲ့အရာတွေအများကြီးရှိတယ်ဗျနော်အများကြီးရှိတယ်ကျွန်တော်ပြောချင်တာဘာသာကိုရာစီရာစီဖြစ်နေတယ်ဒါပေမဲ့ ်သူတို့ဝန်ကြီးဌာနတွေကမထုတ်ပြန်တဲ့အရာတွေကိုကျွန်တော်တို့တိလဲပြောပါမယ်မရှိဘူးနောက်ဆုံးဒီစစ်စင်ရေးကိစ္စတွေကဆက်ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုစစ်စင်ကိစ္စနဲ့ပတ်သက်မလုတ်ခင်စစ်စင်ရေးတွေကိုဘယ်လောက်ပဲကြီးနည်းတဲ့တည်င်းမှုတွေပြူဟာမှုတွေဖြစ်နေတယ်ကျွန်တော်တို့မေးလည်းမပေးဘူးသူတို့ပြောလာလဲအဲကျွန်တော်တို့နားမထောင်ဘူးဘာဖြစ်လို့လဲဟိုဥပမာပြောပြီးမှဆိုလို့ကျွန်တော်တို့စစ်စင်တည်င်းမှုတယောက်ကအကိုစီရဲ့ဘယ်နဲ့ဘယ်ရက်မှာစစ်စင်ရေးဘယ်စစ်စင်ထွက်မယ်ပြောလိုက်လမ်းမှာတစ်ခုခုအထိကကြည့်လိုက်ဟာငါပြောလိုက်တယ်မှာကိုစီပါတယ်တခုအထွတ်ဖွယ်သွားပြီးပို့တယ် ဒါတစ်ချက်နောက်တစ်ချက်ကကိုနေ့ကပြောသလိုဒီလိုမျိုးပြောတဲ့အကျင့်တွေကိုကျွန်တော်လုပ်လို့မရဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်သူ့ကဝေးတက်ဖွဲ့နေရတချိန်ကလက်နက်ကင်ထားတဲ့လူအုပ်ကြီးတို့ပြောကန်ထိခဲ့အနေထားနေအခုချိန်မှာတကယ်စနစ်တကျလက်ပစ်စုဖွဲ့ထားတဲ့စစ်တပ်တစ်ခုဖြစ်နေပြီ။အဲ့တော့ကျွန်တော်တို့ဟာစစ်တပ်ကိုစစ်တပ်နဲ့ပြီးအောင်လို့ပြည်သူကလည်းပံ့ပိုးဖို့လိုတယ်။မင်းတို့ပြည်ရဲ့နေပဲစစ်တပ်ဖြစ်အောင်လုပ်လို့ကျွန်တော်တို့ပြောလို့မရဘူး။ကျွန်တော်တို့ပြည်သူကို၌ကလည်း စစ်တပ်တစ်ခုဖြစ်အောင်ပြည်သူကိုကာကွယ်တဲ့ပြည်သူတပ်မတော်ဖြစ်ဖို့လိုချင်တယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီပြည်သူတပ်မတော်ဖြစ်အောင်ဝန်ပံ့ပိုးပေးရမယ်။ငွေတိတိပံ့ပိုးပေးနေလို့မရဘူး။ငါနှစ်တိုင်းလှတိုင်းလူးနေလေဆိုုံနဲ့မရဘူး။ကျွန်တော်တို့တွေကလိုအပ်ချက်တွေအများကြီးရှိပါတယ်။နော်။ကိုနေ့ကျွန်တော်ပို့တစ်ခုတင်လိုက်တယ်။လူတိုင်းကหนีได้เลยโหลだใบแม้หลุดได้ไม่เยอะจ้ะเนาะ လူတိုင်းหนีပြီးတော့လူတိုင်းရဲကြမယ်ဆိုရင်ပရက်ထဲပြီးတဲ့အရာမှာကျွန်တော်တို့လူတိုင်းမหนีပြီးတော့လူတိုင်းหนีပြီးတော့လူတိုင်းမရဲတော့လေးနှစ်ဖြစ်လာတာอืมအဲ့ဒီဟာကိုအများစုကတဘောပေါက်ကြတယ်ဒါမှမဟုတ်တချို့တလေလာမှန်းတာရှိတယ်လုံချင်တိုင်းလုံလို့မရတာလို့ဖမ်းတဲ့ထိမင်းတောင်ဝင်ယူမလားလို့အဲ့လူတွေကဘာဆိုတော့ညံရင်မမီတဲ့လူတွေတခါလဲကျွန်တော်ပြောလိုက်ပါဒီကျွန်တော်အခုဗီဒီယိုခံကိုကြည့်နေတဲ့သူတော်လှန်ရေးမှာ တော်လှန်ရေးအားပေးတယ်ဒါပေမဲ့ကြောက်တယ်ဆိုတော့စိတ်နဲ့ဘယ်နေရာမှမလုပ်ဘူးဆိုရင်ကျွန်တော်မေးပါတော်လှန်ရေးလုပ်တယ်ဆိုတော့ဘာကိုပြောတာလဲထောက်ဖို့လုံမှရှေ့တန်းမှာသွားတိုက်မှအစွမ်းရဖွဲ့တန်းမှာပါမှမဟုတ်ဘူးလေချင်းချင်းလေးတော်လှန်ရေးလုပ်တယ်ဆိုတာကလုံချင်တဲ့စိတ်တစ်ခုပဲလိုအပ်တယ်လူတိုင်းလုံနိုင်တယ်လုံချင်စိတ်ရှိနေဖို့ပဲလိုအပ်တယ်နောက်ဆုံးလားမင်းအောင်လိုက်ဘေးနားမှာနေတဲ့တက်တော်ဆောင်ကစတော်လှန်ရေးကိုမင်းအောင်လိုက်မတိအောင်ကြိတ်လုပ်လို့ရပါလေ ပြည်သူမှနေတဲ့လူတွေလှုပ်လို့မရဘူးအတိတာပေါ့ပြည်သူမှနေတဲ့လူတွေကအင်ဂျင်အနီတော်ဝင်လို့မရဘူးပန်းလေးတော့ပန်လို့မရဘူးလေဒါပေမဲ့အင်ဂျင်အနီဝင်ဝင်ဖမ်းလာမဝင်နဲ့အတိုက်ခံလို့ယူမဝင်နဲ့ဘာဖြစ်လို့လဲခွေးနဲ့ကြိုက်ဖက်ရွက်ကြိုက်တော့လူတွေကြိုက်လူတွေခွေးခွေးနဲ့ခွေးနော်ကျွန်တော်တို့ခွေးနဲ့ဖက်ကြိုက်စရာမလိုဘူးဒီခွေးကိုလာကျွန်တော်ဒီလိုလူကောင်လိုက်ရန်သွားနေတဲ့ခွေးကိုဘလို့လောက်ကမလဲဆိုတာကျွန်တော်တို့ကလူဖြစ်တဲ့အတွက်ကျွန်တော်တို့တိရမယ်အင်ဂျင်အနီဝင်ခွေးကြိုက်တာမဝင်နဲ့ပန်းပန်ခွေးကြိုက်လာမပန်နဲ့ ဒါပေမဲ့ဘုရင်ကပြောလို့ဒီခွေးတွေနဲ့ပတ်သက်တဲ့အရာကိုမဆက်ရှက်ဘူးဒီကောင်တွေပျော်ခိုင်းနေတာမပျော်ဘူးကွာဒီကောင်တွေစီကားခိုင်းနေတာမစီဘူးကွာကိုယ့်ရင်ကိုယ်နေမယ်ကက်ဖန်လို့ရအဲ့ဒါတော်နိုင်ရေးပဲတော့ရန်သူကစိတ်ညစ်ခိုင်းပြီးကျွန်တော်တို့ကပျော်အောင်နေပြတာအဲ့ဒါတော်နိုင်ရေးပဲရန်သူကပျော်ခိုင်းခြင်းကျွန်တော်တို့ကငြိမ်ပေးတာတော်နိုင်ရေးပဲအဲ့တော့ဒီရင်းမှရှိတဲ့သူတွေလုံနိုင်တဲ့နီလန်းတွေအများကြီးရှိတယ်ငွေလူမှအရှိန်အမှတိုင်းမှထောက်ဖို့လုံမှမဟုတ်ဘူး ျွန်တော်တို့ကလုံနိုင်စွမ်းအားတွေနဲ့အပေါ်မူတည်ပြီးတော့တူတောင်ဝင်တဲ့တူကွဲွားတာအားလုံးဟာလုံချင်စိတ်ပဲလိုအပ်တယ်။ဒါကြောင့်မလို့လက်ရှိတော်နိုင်ရေးမှာအာနာဘိန်းကသာအာဒိုရေးဒိုရေးအားကောင်းမောင်းတဲ့អော်ခဲ့တယ်။အချိန်နဲ့နဲ့ကြာလာတဲ့အချိန်မှာဘုနစ်ကပြောသလိုမရဲကြတော့လုံလုံလို့ရတယ်စင်ကြီးတွေနဲ့မပြောက်သွားတာအာငါတို့ကစောင်းဝင်နေ Okay စောင်းနေလို့လေမင်းစောင်းနေမင်းစောင်းဝင်နေမင်းလို့လေဒါမဲ့ဘုနစ်ကပြောသလိုတီမန့်ရောက်နေလား ဒီဘက်ရောက်နေတယ်အလောက်ကန်အစင်မပြေဘူးပတ်စံလည်းမလူနိုင်ဘူးရှင်းတန်းမှလည်းသွားမတောက်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးဒါပေမဲ့ဒီဘက်ကနေတဲ့လူ online တော့တုံးတယ်ကိုကရုတ်ပြပြီးတော့မိသားစုရှိတယ်လုံလို့မရဘူးအကောင့်ထုတ်ခွင့်လိုက်အတင်းမှန်မှန်ကန်ကန်တော် online နဲ့ပတ်သက်တဲ့သတင်းတွေစောင်းပါးတွေအတိအကျပြည်သူတွေရရှိအောင် share ပေးမယ်ပို့တင်ပေးမယ်ဒါလည်းတော် online ရေးပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့တော် online ရေးဆိုတာလုံချင်စိတ်ပဲလိုအပ်တာလူတိုင်းလုံလို့ရတယ် โอเคกูซีအရန်ဂျေဇူးတင်လဲအဆဆအရာရာဂယုစိုက်ပါကိုစီပြောတာ ਨੇ ပတ်သက်ပြီးတော့เนาะကျွန်တော်ပြည်သူတွေညီမယ်ဆိုရင်လူတိုင်းအဲ့လိုစိတ်တက်တွေရှိမယ်ဆိုရင် တော်လန်ခြင်းနဲ့စိတ်တက်တွေရှိမယ်ဆိုရင် နေရာတိုင်းကနေနေပြီးတော့ကျွန်တော်တို့ဒီဒီစောက်ပူလို့စနစ်ကိုတော်လန်လို့ရတယ်ဒီပွဲကကျွန်တော်တို့နိုင်မယ်ဆိုတာလုံးဝသေချာတယ်ဗျာเนาะရေကြီးလက်ခတ်နေတောင်လွဲရင်လွဲနိုင်မယ် ဲ့တော့ကျွန်တော်ညီနောင်သွေးချင်းမိသားစုတွေလုံးဝစိတ်မပြတ်ဘဲနဲ့ကြာရတာဝင်နိုင်ရတာဝင်ကနေသွားချင်းနဲ့မအားလားအဆိုင်တက်တက်ကိုကျွန်တော်တို့တချက်ချင်းထိုးရင်ဒီကောင်ပါခံနိုင်မှာမဟုတ်လို့လေဗျာ။ Okay အားလုံးတူတူဖိုက်ကြမယ်။ဂျေစုတင်ပါလေကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတယ်။ဓမ္မဘက်တော်သားတယောက်ချင်းတော်လန်နေသက်လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့။